စပင်းကနေအရန်တုတ်တော့ဘာလို့နေမှမသိဘူးဟိုခါလို့မရဘူးအေးချမ်းအောင်မနေပြီးတော့ဒီသက်ဒီရွယ်စွာပျော်ရွှင်စွာနေရမယ့်အရွယ်ရောက်ပြီဆိုတော့မထက်ကဘသူအကြောင်းမှမတွေးတော့ဘာဟုမှလည်းမတွေးတော့ဘုရားရှိခိုးရဲ့ဒိဋ္ဌန်နေဝင်နေပရိလဲစိတ်တယ်ဒီဘုရားတရားနဲ့ပတ်သက်ပြီးတော့မှအရင်တော့အထက်ကိုပို့ပြီးလုံနိုင်သွားတာပေါ့တချို့တော်သူတွေကကြတော့တမင်တကာထိုးနှက်တာတွေ ဟိုတချို့တော့မဟုတ်ဘူးတော်တော်များများလူတိုင်းလို့လို့ခံနေရတာပဲပေါ့နော်ဒီ line ပေါ်မှာစီကံမရှိဘဲနဲ့ရေးချင်တာရေးပြောချင်တာပြောအဲ့ဒီတခုပေါ်မှာ market ကတော့ခံစားစရာလုံးဝမထင်လို့ market ကတုံ့ပြန်မတုံ့ပြန်ခံလည်းမခံစားပါဘူးဟုတ် ခင်ကနေအရန်တုတ်သွားဘာလို့နေမှမသိဘူးခါလို့မရအဲ့ဟောဒီလိုရဲ့ဟိုငလင်လောက်တော့ကလေလက်တစ်ဖက်ကျိုးသွားတော့သပင်ကစီးလို့မရအောင်တအားလည်းနေမကောင်းဖြစ်တယ်အဖျားတွေလက်တက်တော့ဒီလိုလက်တစ်ဖက်ကဘာမှမလုံနိုင်ပဲအတူတူခေါင်းလည်းလျှော်လို့မရအောင်ဆိုင်လည်းမသွားနိုင်ဘူးဆိုတော့မတက်ကဒီလိုသပင်အတူညက်လိုက်ရင်ကောင်းမှမယ်လေပြီးတော့လည်းပြန်ရှည်လာမှာပဲဆိုပြီးတော့မှညက်ဖြစ်သွားတာပါဟုတ် မထက်စရိအရင်ကောင်းလာတော့ဟုတ်ဆိုရင်အရင်တန်းလာဟုတ်ဟုတ်ဟုတ်တယ်သူပြလိုက်တဲ့သူကြတယ်သူအရှိလေးပြန်ပြီးတော့ဘာမှလည်းပြိုင်မိနေကြတယ်ဟုတ်ဟုတ်ဒီလိုဘယ်လိုလေးပြောချင်အဲ့တော့ဇပင်ကတော့ဒါပြန်ရှိလာမှာပါအဲ့ခါကျရင်အရှိထားပြီးပြန်ခါပြလို့ရအင်းလိုင်းမောကအရာတွေပြန်တုံးပြန်မှုမရှိဘူးဆိုတာက တချို့တော်သူတွေကကြတော့တမင်တကာထိုးနှက်တာတွေဟိုတချို့တော့တော့မဟုတ်ဘူးတော်တော်များများလူတိုင်းလူလိုခံနေရတာပဲပေါ့နော်ဒီ line ပေါ်မှာစီကံမရှိဘဲနဲ့ရေးချင်တာရေးပြောချင်တာပြောအဲ့ဒီတခုအပေါ်မှာအမတ်တက်ကတော့ခံစားစရာလုံမယ်မထင်လို့အမတ်တက်ကတုံ့ပြန်မတုံ့ပြန်ဘူးခံလည်းမခံစားပါဘူးဟုတ်ဟုတ်အခုနောက်ပိုင်းကတော့ အဲအဲ့လိုလေးဆိုတော့ကိုယ်လည်းအဲ့လိုအဲပျော်ပါတယ်အားလုံးကိုလည်း အစိတ်တွေအေးချမ်းစေခြင်းနဲ့စိတ်တစ်ခုအောင်မတ်တတို့လည်းငယ်တဲ့အရွယ်မှာပြန်ပြီးတုံ့ပြန်တတ်တဲ့ဒေါသထွက်တတ်တဲ့စိတ်တူတတ်တဲ့ပြန်ပြောခြင်းနဲ့အခုအသက်အရွယ်တစ်ခုရလာတဲ့အခါမှာအလုပ်ကလေးတွေလည်းအများကြီးလှုပ်လာပြီးတဲ့နောက်ပိုင်းမှာဆိုအဲပြန်လဲပြောစရာမလိုတော့ဘူးကိုယ်အတိုင်းစားကိုကိုယ်သိတယ်ရှိတယ်မရှိဘူးဝေဖန်တာကိုလည်းတုံ့လှုပ်စရာမလိုဘူးမရှိဘူးဆိုတာလည်းကိုယ်သိရှိတယ်ဆိုတာလည်းကိုယ်သိတယ်အဲ့တော့အေးချမ်းအောင်မနေပြီးတော့ဒီသက်ဒီအရွယ်ဆိုတာပျော်ရွှင် ွင်စွာနေရမယ့်အရွယ်ရောက်ပြီဆိုတော့မထက်ကဘသူအကြောင်းမှမတွေးတော့ဘူး။ဘာလို့မှလည်းမတွေးတော့ဘူး။ဘလို့အကောင်းဆုံးနေထိုင်ရမလဲ။တေကန်နီးကျရင်လည်းဘလို့အကောင်းဆုံးဟိုတည်နိုင်မလဲဆိုတဲ့အရာပဲတရားအားထုတ်တယ်။ဘုရားရှိခိုးရဲ့ဒိဋ္ဌန်နေဝင်နေပြီးလဲစိတ်တယ်။ဒီဘုရားတရားနဲ့ပတ်သက်ပြီးတော့မှအရင်တော့အထက်ကိုပို့ပြီးလုံနိုင်သွားတာပေါ့။ဟိုအရင်တော့ဆိုလို့ရှိရင်အိတ်မပြောဆိုမထက်ကရှောက်တွေးပြီးတော့မှအကြောင်းမျိုးစုံကိုခံစားနေရစိတ်ထဲမှာလေခံစားရ တယ်ခံစားရတယ်ဆိုဒီအတွေးတွေကလေကိုယ့်ပုဂ္ဂိုလ်နှိမ့်ဆက်သလိုပဲပေါ့နော်အခုနောက်ပိုင်းကျတော့အဲ့လိုအတွေးဆိုတာလေရောင်လို့တော့မတွေးမိတော့မတွေးမိတော့ဆိုတာအဲအဲ့ခဏဒီမှာတရားနာပြီးအိတ်တော့ဒီတရားတွေကိုစိတ်ကရောက်နေတော့အိတ်ပျော်သွားတဲ့အခါမှာလဲဂုံတော်ပွားပြီးအိတ်တဲ့အခါမှာလေခဏလေးအိတ်ပျော်ရယ်အရင်ကလို့အဲ့လိုအိတ်မပြောတဲ့ယောဂတွေပါတယ်မရှိတော့ဘူးပေါ့နော်။အော်ဒီလိုတရားအားထုတ်တယ်။အဲတရားနာတယ် ဒီလိုပတိတစ်ချိန်လုံးစိတ်ကိုတည်ငြိမ်စေတယ်ပတိစိတ်တက်ခါမှာလဲအဲ့လိုမျိုးလीတာပို့ပို့ပြီးဒီရဲ့တရားထဲမှာအရသာအနစ်အရသာရှိရဆိုတဲ့ဥစ္စာကိုကိုကိုအေးချမ်းတဲ့အရသာပို့ကြိုက်သွားတာပေါ့နော်အဲဒါကြောင့်မလို့စိတ်ထဲမှာဘာမှလည်းမရှိတော့အမြဲတမ်းလည်းအေးချမ်းအောင်ပျော်ရှင်အောင်မနေတော့ဟုတ်ကြည့်တဲ့ရှိရပြီးတော့ပို့ပြီးတော့ကြည်လင်သွားလို့ဖြစ်သွားတာ ဟုတ်မှာပါဟုတ်ဟုတ်လက်ကလေးရအောင်အစီအစဉ်ထားဟုတ်အော်လက်ကြိုထားတဲ့ဥစ္စာဟုတ်ပြေးပါတယ်ဟုတ်ဘန်ကောက်မှာသွားကုပ်ပြီးတော့မှအခုနည်းနည်းတက်တာလာပါပြီဟုတ်အဲဘောယတနာကတော့အရင်ကလေးကလည်းအသက်20ကျော်လောက်ခန့်ရင်ဒီရွှေတွေစိတ်နေနဲ့ရင်းနှီးခဲ့တယ်ကိုကိုတိုင်းလည်းဝါသနာပါတယ်ဝယ်လိုက်ရောင်းလိုက်ဒီလည်းလှုပ်တယ်ဆိုတော့ဒါသဘောတရားတစ်ခုကိုအနှဲငယ် အဲမြဝေလို့လည်းရတယ်ဆိုတော့ဒီလိုပဲပေါ့ဟုတ်ဟုတ်မထောက်ချစ်ပေးကြရဲ့မထက်ရဲ့ပြည့်တက်တွေပေါ့လို့ပြောနေတာဟုတ်အငြင်းနဲ့ချစ်ပေးလို့ဂျေစုအများကြီးတင်တဲ့ဘဝတတ်တတ်တာမှာအဲ့ဒီဂျေစုတွေကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူးလို့နော်အားလုံးပဲကြမ်းမှချမ်းသာကြပါစေအားလုံးအဆင်ပြေကြပါစေအန်ဒီခက်သိဘေးခက်သိနေအားလုံးပဲကင်းဝေးကြပါစေတို့နေ့စဉ်နဲ့အမြမထက်ဖျားရှစ်ကိုယ်တိုင်းစုမတောင်းပေးတဲ့နေ့ဆိုတာမရှိပါအားလုံးမေတ္တာပို့တာပါရဲ့လို့ဟုတ် Tschüss. 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 Tschüss.